thank <laughs> you ္လာပါရှင်ကျွန်မကတော့ကေခိုင်ပါဒီပွေပြည်ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့နယ်ဟန်နာကျေော်အုပ်စုမှရှမ်းပြည်တိုတဲရဲပါတီ SSPP နဲ့ကိုကန်တက် MDA တို့ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာနဖက်တက်တွေအင်အားတိုပြီးစည်ရဲတင်းမာနေလို့ဒေတာခန့်တွေစီကသိရပါတယ်ဇွန်လ၁ရက်နေ့ကနားလိုက်ကျော်အနောက်ဖက်ရော့အထွက်လမ်းမှာ SSPB နဲ့ကိုကတက်တွေပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်နှစ်ဖက်တက်တွေအင်အားတိုးထားပြီးစီရီတင်းမာနေတဲ့အခြေအနေကိုရောက်နေတယ်လို့ဆိုပါတယ် ရှမ်းအဖွဲ့ကလည်းဟင်းလွန်းဘက်တကြောကိုအင်အားဖြစ်တင်နေပြီးကိုကဘက်ကလည်းဟန်နာကနေနားလိုက်အထည်ပြတ်ဆုပ်ကခန်းစစ်ပြင်ဆင်နေတယ်လို့ဟန်နာရော်ခန်းကတီဝီဘီကိုပြောပါတယ်။ပြီးကလေးလာကစပြီး SSPP နဲ့ကိုကန်တက်တွေတီဘောမြို့နေတွေကနေနမရော်မနေနေအငင်းပေါ်ရကနေနှစ်ဖက်တင်းမာနေတာဖြစ်ပါတယ်။ဇွန်လတရက်နေ့ပြစ်ခတ်မှုတွေကြောင့်နားလိုက်ဟန်နာဟင်းလွန်းနဲ့ကောင်းကော်ဂျီယော်တွေကဒေတာခန့်တွေထွက်ပြေးတင်းလျှောက်နေကြရတယ်လို့သိရပါတယ်ရှင်။ မကွေတိုင်းစလင်းမြို့နယ်တဲကစာတင်ကြောင်းတစ်ခုကိုစစ်ကောင်စီတပ်ကဇွန်လ3ရက်နေ့လည်7နာရီခွဲဝန်းကျင်မှာဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့လို့စာတင်ကြောင်းဆောင်တွေပျက်စီးခဲ့ပြီးဒေသခံပြည်သူတို့အုပ်သေးဆုံးကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စလင်းအခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ် ဆွေတီရောမနဲ့ဆွေတီရောတစ်ကစာတင်เจ้าတွေကိုချက်ဖိုက်တာနဲ့မုံတလုံးစီကျေတော်တဲ့အတွက်စာတင်ចောင်းဆောင်တွေအပြင်လူနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ပြီးအမျိုးသားတဦးတေဆုံးကအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆလင်းပါကဖားရဲ့သတင်းနဲ့ပြည်ချားရေးတာဝန်ခံကိုအောင်ဆန်းကဒီဘူဘီကိုပြောပါတယ်ဒေတာတွင်တခြားမြို့နယ်တွေမှာလေလေချောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်းတွေပိတ်ထားရတဲ့အတွက်ကလင်းငယ်တွေကတော့ဘာမှမဖြစ်ခဲ့ဘူးလို့ဆိုပါတယ် ်လက်ရှိမှာတော့ဘုံကျဲခံရတဲ့အဲ့ဒီကြေော်တွေကဒေသခံပြည်သူ တထောင်နေပါဟာနောက်ထပ်ဘုံကျဲတိုက်ခိုက်ခရမှာကိုစိုးရိမ်တဲ့အတွက်ဘဲလို့ရနေရာတွေကိုထွက်ပြေးတိမ်းချောင်နေကြရတယ်လို့သိရပါတယ်ရှင်ထိုင်းမြန်မာနေဆက်အနေကစစ်ကောင်စီရဲ့တေဘောဘူစခန်းကိုဝေဟင်းမြေပြင်ပစ်ကူပေးနေတဲ့ဂျားတွေကနေခဲယူဥဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။အောက်ခက်သတင်းပေးပို့ထားပါရရှင်။ မေလ26ရက်နေ့ညနေ9:00လောက်ကစတင်ပြီးကင်မီနီမြောက်လီမြို့တောင်ပဲစစ်ကောင်စီရဲ့ဒေဘောဘစကန်ကိုပြန်ယူဥဆောင်ပြီးတပ်ပေါင်းစုတွေကဝိုင်းဝန်းပိတ်ဆို့ထားရကဂျော်လန်နီရဲ့နေ့မွန်းလဲ3:00လောက်ကစတင်ပြီးဒေဘောဘစကန်ကိုပြန်ယူဥဆောင်ပြီးတပ်ပေါင်းစုတွေကဒိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်ဂျော်လန်3:00နေ့ည9:00လောက်မှာစကန်ကိုပြစ်တက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဟိုလေရင်နဲ့လာပြစ်သွားတဲ့တစ်ခေါက်နှစ်ခေါက်တော့ဆရာနော်ဟိုဒီပြီးလဲပြီးတော့ခကြတော့ဟိုတော့ အခုတော့ drone ရဲ့ဟိုလက်ပြည့်တဲ့ဟာတော့အဲ့ဒီနှာဖားကတဲ့ကိုပြည့်တီပြေးပေါ့နော်ထွက်ပြေးတဲ့ကောက်တဲ့ drone ရဲ့ဟိုလက်ပြည့်တာတဲ့ဝင်သိမ်းတာရှားဝင်ပြည့်တာမှအဲ့ဒီမှာမှလက်နဲ့ခရမီးတွေပြီးတာနဲ့ကြည်စာလက်လက်ငယ်ဆိုပြီးတော့ဟိုဟိုပေါ့ပေါ့ကျဲတယ်လို့ပဲဆရာကြီးကြည်ကျဲကိုချတာအဲ့ဒီမှာလေရင်လက်ကြည်ကျဲတော့အဲ့ဒါတော့ဖိတ်ကြတယ်ဆရာကြီးကျွန်တော်ကမသိကြရင်မပို့ပြောဘူးကမေလ29ရက်နေ့ညနေ3:00လောက်ကလည်းမော်လီဘက်ကနေတေဝဘူးစကန်းကိုလာရောက်ပူပေါင်းနေ အင်အား80ကျော်လောက်ရှိတဲ့စစ်ကောင်းကြီးစစ်ကြောင်းကိုဂဲလေးလေးပူအောင်တပ်ဖွဲ့တွေကကြားပြတ်တိုက်ခတ်ခဲ့ရာစစ်ကောင်းကြီးတပ်ဖွဲ့ဝင်10ယောက်ကျော်ကိုစစ်တုံးသွင်းပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင်းစုံစည်းမြိုင်ဥက္ကဋ္ဌတောင်းလီတေဘောဘူးဝါမိတကျူရကဒေသခံတထောင်လောက်ဟာထိုင်းနယ်စပ်တောင်းမြစ်တလျှောက်နဲ့ဝေလူရောက်တပြစ်တင်းချောင်ခဲ့ရပါတယ်။စစ်ကောင်းကြီးကလေကြောင်းကနေဝင်ကြတိုက်ခိုက်နေတာကြောင့်စစ်ရှောင်းပြည်သူတွေမုံကြီးရဲပဲကြောက်နေရတယ်လို့ရမီရဖတ်တွေကပြောပါတယ်။ အခုဒီမနေ့လည်းခုနခုနတို့တင်လေပဲလေးနဲ့ဆက်ချေသွားတယ်ခုနတော့မနေ့ကတော့ခောက်ပေါင်းတော်တော်များတယ်ကျဲတာအဲ့ဒီအချိန်နေမှာတော့လင်းရင်လာလို့ရှိရင်ကလေးတွေကိုလက်မကြည့်နဲ့ဗန်ဟိုလက်မထွက်ကြည့်နဲ့လိုက်ပြီးတော့ဟိုလက်မချောင်းနဲ့တန်တာတွေကဘုံချင်းခဏလေးတွေစစ်ပြီးဆောင်ဆိုပြီးတော့လက်ကျဲမိမယ်ကိုနေတာထန်းနိုင်ငံထန်းနိုင်ငံပဲအဲ့ဒါစိတ်မချရဘူးအဲ့ဒါတွေတော့စိုးရိမ်ရတယ်ဆရာကြီးဒီရဒီရသားတွေကလည်းကြောင်းလန့်ပြီးတော့ ဒီဟာသေးဘူးတော့မပြောနဲ့ဒီနမပြေးရှောင်းနေတဲ့နေရဘူးတော့မမမကြည့်ရဘူးကြောက်နေရလေရင်ကလည်းတွေ့ကြရပြန်လိုက်ခြင်းပြီးမှရှောက်လို့အဲတချို့လူတွေကလည်းလေရင်သာရှားလို့ရှိရင်ဟိုကတော့ကတော့ဆရာကြီးထွက်ပြေးထွက်နေတိုင်းမြန်မာနယ်သားတစ်ယောက်ကစစ်ကောင်စီတက်စကန်တွေကိုဂရင်ယူဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နေပါလေမေလ23ရက်နေ့ညနေ9နာရီကစစ်ကောင်စီရဲ့ဘလက်ဒိုတက်စကန်ကိုပါသိမ်းနိုင်ခဲ့ပြီးမေလ28ရက်နေ့ညပိုင်းက ကနေလေးစကန်ကိုထပ်မသိမ်းနိုင်ခဲ့ပါတယ်။ဒါအပြင်မေလ29ရက်နေ့ညနေ6နာရီလောက်ကဝလိပီဝါနဲ့ဤဆုံးမှာရှိတဲ့ဘင်းတော်ကုန်းစကန်ကိုတိုက်ခိုက်သိမ်းမိတ်နိုင်ခဲ့ပါတယ်။ကျွန်တော်အောင်ခံပါမြန်မာပြည်တွင်းလौခတုံမြင်ပေဖို့ဆန္ဒပြတောင်းဆိုတဲ့ဆက်ရော့အများစုမှာတရက်လौခကျက်12000နီးပါးနှုန်းနဲ့ပြည်လေခဲ့တယ်လို့ဖြစ်စဉ်မှတ်တမ်းတွေအရာသိရပါတယ်။ ပြည်တွင်းရှိစက်ရုံတွေမှာလောက်ခတွုံးမြင်ပေဖို့ဆန္ဒပြတောင်းဆိုရတဲ့ဇက်တိုက်ရှိနေတာနှစ်ဖက်ညီနိုင်ပြီးပြည်လေတော်တဲ့တုတ်တန်မှုတွေရှိလာရဲ့လို့အလို့သမားအရေးလှုံ့ရှားသူတို့ချို့ကဆိုပါတယ်။ စက်ရုံတချို့မှာအလုံသမားတွေကတရက်လောက်ခချက်1000ကနေ1300ချက်ပေးဖို့တောင်းဆိုတာတွေရှိနေကြတာဖြစ်ပြီးအဲဒီတဲ့ဖက်ချုပ်တဲ့ချမ်းရီစက်ရုံမှာ12000ချက်နှုန်းနဲ့သဖောတူညီမှုရရှိခဲ့လို့လောက်ခတူပေးဖို့တောင်းဆိုနေတဲ့စက်ရုံတွေထဲမှာအမြင့်ဆုံးလောက်ခပြောင်းလဲမှုမှတ်တမ်းဝင်ခဲ့ပါတယ်အလားတူပဲလောက်ခတွုံးမြင့်ပေးဖို့တောင်းဆိုတဲ့စစ်ရုံတွေစက်တိုက်ရှိလာခဲ့ပြီးအများစုကဒေးကျေး11500ကျပ်နှုန်းနဲ့ပြီးပတ်တော်တယ်လို့မှတ်တမ်းတွေအရာတီးရပါတယ် လုခတိုးပေဖို့ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ကပြည်လေတော့ခဲ့တဲ့စက်ရုံတချို့တည်းတရက်လုခ13000ကျပ်တောင်းခဲ့တဲ့ GTIG2 နဲ့ GTIG1 အထည်ချုပ်စက်ရုံတစ်ခုပါဝင်ခဲ့ပြီး11500ကျပ်နှုန်းနဲ့သဘောတူညီတော့ခဲ့ပါတယ်စက်ရုံတချို့မှာ2018ကတည်းကသတ်မှတ်ထားတဲ့အနည်းဆုံးတရက်လုခဒေကျ4800ကျပ် အာနာတင်စစ်ကောင်စီကလည်းမကြာခင်ကမှခွင့်ပြုလိုက်တဲ့ထောက်ပံ့ခြင်း2000ကျန်နဲ့လုက္ကိုင်းနေကြရတာဖြစ်ပြီးမလုံလောက်လို့ဆိုကမေလာကိုပိုင်းကလည်းစပီးလုခတူပေးဖို့ဆန္ဒပြတောင်းဆိုလာကြတာပါလက်ရှိမှာဆန္ဒပြတောင်းဆိုပြီးညီနိုင်ပြည်လေးတော့တဲ့စက်ယုံတွေရှိတယ်လို့ဇလက်တောင်းဆိုနေစေတဲ့ဆန္ဒပြဖို့ပြင်ဆင်နေတဲ့စက်ယုံတွေရှိနေတယ်လို့အဲ့ဒီလုံငန်းအတိုင်းဝိုင်းစီကသိရပါရဲ့ရှင် စကိုင်းတိုင်းနာဂဒေတာမှာမေလ24ရက်နေ့ကစတင်ပြီးမေလ31ရက်နေ့အထိမိုးသည်တက်စွာလျှော့သွန်းခဲ့တာကြောင့်လေရှိမြို့ပေါ်ကနေအိမ်လေးလုံး MA ဂျီယိုကနေအိမ်တလုံးပြိုကျခဲ့ကလဲတွေအပြင်နောက်ထပ်နေအိမ်၄လုံးထပ်မနေပြက်စီးခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။မိုးက၈ရက်ဆက်တိုက်တီးထန့်စွာလျှော့သွန်းတာကြောင့်အိမ်အောက်ခြေကိုရစ်တိုက်စားပြီးနေအိမ်ပြက်စီးမှုရှိခဲ့ရာမြေပြိုတာကြောင့်အဓိကလမ်း၃လမ်းနဲ့လဲတွေပြက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီဒေတာမှာဆေးစုနှစ်မှာတစ်ကြိမ်အခုလိုဖြစ်တတ်ပေမဲ့ဒီတစ်ခါကတော့အကြီးမားဆုံးပျက်စီးခဲ့တာပါလို့ဒေတာခန်တယောက်ကပြောပါတယ်။မိုးရွာတာကြောင့်နေအိမ်တွေနဲ့လမ်းပေါ်ကိုမြေပြိုကျပြီးဒေါ်လာရဲ့ခက်ခဲနေကလမ်းပြုတ်ပြင်ဖို့အတွက်လည်းဆက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်ရှင်။ ဟာကက်မြို့နယ်တဲကတင်အောင်ကျိုင်းကုမ္ပဏီလုပ်ကွဲမှာပေါက်ကွဲမှုဖြစ်လို့ပြည်သူ၃ယောက်သေဆုံးပြီး၁၀ယောက်ထက်မနည်းဆိုးရင်ရရဲလို့ဒေတာခန့်တွေကပြောပါတယ်။ဟာကက် ကာမိုင်းလမ်းမှာစစ်ကြောင်းတွေကြက်ရှိနေတဲ့တာကြောင့်တိုက်ပွဲဖြစ်ပြမှာကိုဒေတာခန့်တွေကဆိုရင်နေကြပါတယ်။စိုးသူအောင်တင်ပေးဖို့ထားပါရဲ့ရှင်။အချင်းပြည်နယ်ဖားကန်ဒီတာကိုစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတဲ့နောက်အခုရက်ပိုင်းတိုက်ပွဲတွေညင်နေတာကနေဂျွန်လ3ရက် မှာတော့ကြောက်စိတ်လောက်ကွက်တစ်ခုမှာပောက်ကွဲမှုဖြစ်ခဲ့ပါတယ်။လောက်ကတိုင်းမှာရှိတဲ့ရန်တူလောင်တဲ့နေရာကိုလက်နက်ကြီးကြီးကျရောက်တာကြောင့်ပောက်ကွဲမှုကြီးသွားတာဖြစ်ပြီးပြည်သူ၃ယောက်တိစုံက၁၀ယောက်ထပ်မနေဒဏ်ရာပြင်းထန်ကြောင်းအနီးဝန်းကျင်မှာနေထိုင်တဲ့ဒေသခံကပြောပြပါတယ်။စီစိုးရုံလုံးပါယောက်ျားလေးတို့မိန်းကလေးတို့တိရတရာရတဲ့လူလာတွေကတော့တကယ်စိုးရင်ရသောလူလာကသူကအမျိုးသမီးနှုတ်ယောက်ျားလေးရှိ ရှာကန်လို့နဲ့လုံခွင့်ကြီးရဟောဘမော့စီကကြီးရပိုင်နဲ့ကျွန်တော်ဆောင်းချေဓမ္မယုံရဲ့အနောက်ဘက်ကတင်အောင်ကျန်ကုမ္ပဏီလောက်ွက်ထဲမှာပေါ်တော့အဲ့ဒီခုနကဟောဘကျွန်တော်ဒီအနေချီချီကြိုက်ပေါ်ပေးတာပေါ့အဲ့လိုပေါ်ပေးရပြင်းစီတော့ကြောင်းလုံခင်းမော့စီကဆောင်းချေပေါ်တော့ပတိတနဲ့တော်တော်လေးဖြစ်သွားတယ်ပေါ့ဖားကန်ကိုစစ်ကောင်စီတပ်တွေမြို့ထဲဝင်ရောက်ချိန်ကစလို့လုပ်ငန်းရှင်တွေစီကနေငွေတောင်းခံနေတဲ့အပြင်အခုပောက်ကွဲမှုမဖြစ်ခင်ကလည်း တစ်သုံးလုံးကုမ္ပဏီဝင်တွေကကားငါးစီးကိုမိရှုဖျက်ဆီးခဲ့သေးတယ်လို့ဒေသခံကပြောပါတယ်စစ်ကောင်စီတပ်တွေငွေတောင်းခံတာနဲ့လက်နက်ကြီးပစ်ခတ်တာတွေလုပ်နေတဲ့အပြင်ကားမိုင်းလမ်းပေါ်မှာလည်းဖားကန့်ကိုတက်လာတဲ့စစ်သားတချို့ကြံနေသေးတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်မှာကိုဒေသခံတွေကစိုးရိမ်နေကြတာပါဖားကန့်ဘက်မှာကတော့တိုက်ပွဲကတော့မြို့တွင်းမှာတိုက်ပွဲကတော့မရှိဘူးဒီဒီဘက်တို့တွင်းမှာတော့အဲတချို့စစ်ကြောင်းတွေကတော့အဲ့ဒီနတ်မြားတို့နတ်တင်တို့ပေါ့နော်အဲ့ဘက်မှာ ရက်နေတယ်လို့ပြောကြတယ်အဲတချို့တရားမှာအဲထိုင်နေတယ်လို့ပြောတာပေါ့ပြန်ဆက်တက်မလားမလို့ရှင်တော့ပြန်ဒီမှာဟိုကမိုင်းဘက်ပချင်းနာဘက်ကိုပြန်ညွတ်သွားမလားဒါကတော့တုံ့ပြန်ရတာပေါ့မေလာနောက်ဆုံးပတ်တယ်ဖားကန့်ကိုဝင်နိုင်တဲ့စစ်ကြောင်းမှာအင်အားတရာဝင်းကျင်လောက်ရှိနိုင်ပြီးဖားကန့်ပြူဟာဂုံးကိုဝင်သွားပြီးတော့စည်ရေးလှူရှားတာမတွေ့ရသေးဘူးလို့ KAI ဘက်ကပြောပါတယ်ဒါပေမဲ့ဒီသားကန်ကြီးကတော့အဲ့ဒီစစ်ကြောင်းတွေကအင်အားတရာကျော်လောက်ဟာ မော်စီစာရွာဖះကုံဘုံကြီးเจ้าမှာဝင်ရောက်တက်ဆွဲနေပြီးဖားကန်ကာမိုင်းလမ်းမှာကြံနေတဲ့စစ်တပ်ဟာလည်းအချိန်မရွေးမျိုးတဲကိုဝင်ရောက်လာနိုင်တယ်လို့ခံမှန်းနေကြပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ DVV အနေနဲ့အသေးစိတ်အတည်မပြုနိုင်သေးပေမဲ့ဖားကန်မြို့ကိုစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးချိန်ကစလို့အခုချိန်ဒီဆိုရင်ဒေသခံ9ရောက်ထပ်မနေတေဆုံးခဲ့ရတာကြောင့်တိုက်ပွဲပြန်ဖြစ်မှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ စစ်ကောင်စီလက်အောက်ခံစားသုံးစီတင်သွင်းသွလောက်ဖျက်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက2025ခုနှစ်ဇွန်လ2ရက်နေ့ကနေ6ရက်နေ့အထိစောင်းစီရန်ကုန်အထိုင်းစေအခြေခံလက်ကားရင်းညွှန်းစေတပိတ်တာကိုတက်6330သက်မှတ်ကြေညာခဲ့ပါတယ်အဲ့ဒီဇင်းတို့ကအရင်တင်ပတ်ဇင်းတို့6525ထက်215ကျက်လောက်ထပ်မံကြာဆင်းလာတာဖြစ်ပါတယ် ကော်မတီရဲ့စာအုပ်စီရင်းညွှန်းစေဟာအခု2025ခုနှစ်ဇန်နဝါရီလကစလို့ဇတိုက်ကျဆင်းလာပြီး9လအတွင်းကျဆင်းမှုက980ချက်အထိရှိခဲ့ပါတယ်။အခုလိုစင်းလုံးကျဆင်းလာရတဲ့အကြောင်းရင်းကအဓိကဝေယူတင်သွင်းနေတဲ့နိုင်ငံတွေရဲ့စာအုပ်စီဈေးဇတိုက်ကျဆင်းလာမှုကြောင့်ဖြစ်တယ်လို့ကော်မတီရဲ့ပြောကြားချက်အရသိရပါတယ်။စစ်ကောင်စီဟာဝေယူခွင့်စာအုပ်နဲ့ရက်ွက်ကြေရောအလိုက်အင်ထောက်စုစင်းရှိသူတွေကိုသာတတ်မှတ်အစင်းနဲ့ရောင်းချပေးနေတာပါ။ ာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ကုန်ကြစရိတ်ကိုလေးပုံတစ်ပုံတောက်ခွင့်ပြုထားတဲ့အတွက်တနိုင်ငယ်လုံးရဲ့မေးဆက်ထားတဲ့တရားအောက်ပဲကျင်းပနိုင်တော့မယ်လို့နိုင်ငံရေးပါတီတွေကပြောပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါရဲ့ရှင်။အာနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဒီနှစ်အကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲမှာအသုံးပြုဖို့အတွက်ကုန်ကြစရိတ်ကိုမဲဆန္ဒနဲ့330အတွက်တင်ပြတောက်ဆိုခဲ့ပြီးမြေစစ်ကောင်စီဘက်ကလေးပုံတစ်ပုံကိုသာခွင့်ပြုထားတာကြောင့် မဲဆန္ဒနဲ့60ဝန်းကျင်မှာသာရွေးကောက်ပွဲကျင်းပနိုင်တော့မယ်လို့နိုင်ငံရေးပါတီတွေကခံမှန်းပြောဆိုကြပါတယ်။အဲ့ဒီကုန်ကြမ်းစည်တွေကရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်တွေအတွက် electronic နဲ့မဲပေးမှုအပြင်မဲယုံကုန်ကြမ်းစည်တွေအတွက်တောင်းခံတာဖြစ်တယ်လို့အဲ့ဒီအကြောင်းကိုသိရှိတဲ့သူကနေသင်ကြားသိခဲ့ရတာလို့တိုင်းလန်ရှမ်းမြို့မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောပါတယ်။ တည်ရဆိုတော့တို့ကလေကျွန်တော်တို့ဒီတို့ electronic မဲပုံးနေ budget တင်လိုက်တာလေးပုံပုံမဲချပြီးတယ်ဆိုတော့အပိုင်းလိုက်အပိုင်းလိုက်လောက်သွားတော့မယ်လို့ပဲကျွန်တော်တို့အနေနဲ့မှတ်ချက်ပြန်ပေးရတာပေါ့လေအဲ့ဒါပဲစကောက်စီဘက်ကတော့လက်ရှိအချိန်ကြီးရုပ်ောက်ပွဲနဲ့သက်ဆိုင်တဲ့ဥပဒေနီးဥပဒေနဲ့ရုပ်ောက်ပွဲကျင်းပမဲ့ရက်အတိအကျကိုတရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးသလိုရုပ်ောက်ပွဲကျင်းပမဲ့မဲဆန္ဒနဲ့အရေးအတွက်ကိုလည်း တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးအနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေနဲ့တွဲဆုံခဲ့တဲ့အချိန်တုန်းကတော့တနင်္ဂနွေနေ့မှာတိုက်ပွဲတွေဖြစ်နေတာကြောင့်တင်းငင်အေဂျင်စီရွေးကောက်ပွဲကျင်းပလို့ရနိုင်မဲ့မဲဆန္ဒနဲ့160ကတ်မှာရွေးကောက်ပွဲကျင်းပဖို့ရာထားတဲ့အကြောင်းပြောဆိုပါတယ် ဒါပေမဲ့လက်ရှိမှာတော့တနိုင်ငံလုံးအဆင့်ဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေကိုစစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ကမဲဆန္ဒနဲ့တရားဝင်ကျင်အတွက်ဝင်ရောက်ရှင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေကိုရှာထားကြဖို့ပြောဆိုထားတဲ့အကြောင်းကိုမြန်မာနိုင်ငံတောင်လုံးသမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကဒီဝီသတင်းဌာနကိုပြောဆိုပါတယ်မြို့နယ်ပေါင်းတရားဆိုပြီးတော့ကော်မရှင်အသတ်မှတ်တယ်အရင်တော့130ပေါ့နော်မြို့နယ်ပေါင်းတရားဆိုရင်တမြို့နယ်၄ရောက်ဆိုရင်တော့ အဲလူ400ပေါ့နော်အဲတမျိုးနေရတော့လူ400ကတော့ထွက်ပါတယ်ဟိုကျွန်တော်တို့ဘာဥတွေမှထွက်မလာသေးတော့ဩမြို့နယ်ကျွန်တော်တို့ဟိုတနင်္ဂနွေလို့ပြိုင်မဲ့ပါတီတွေကိုမြို့နယ်တရားတိရှော့ချပေးတယ်လို့ပဲပြောသေးတာလေအဲမြို့နယ်တရားဟိုဆက်လုပ်သွင်းမလားဒါမှမဟုတ်150ကိုလုပ်မလားဆိုတော့ကျွန်တော်တို့လည်းကကနနတော့မသိသေးပါဘူးခင်ဗျအနာဒိစ်စကောဆောင်ကတော့ဒီနေ့အကုန်မှာကျင်းပမဲ့ယူကောက်ပွဲကိုနိုင်သူအကုန်ယူ7နှစ်နဲ့ရော အချို့ကြကိုစားပြုပြီးရွေးကောက်ပွဲစနစ်နဲ့ပါပေါင်းဆက်ပြီးကျင်းပမယ်လို့ပြောဆိုထားပေမဲ့ဘယ်လွှတ်တော်တွေကိုဘယ်စနစ်နဲ့ကျင်းပမလဲဆိုတာကိုတိတိကျကျပြောဆိုထားခြင်းမရှိပါဘူးစစ်ကောင်စီဘက်ကကျင်းပမယ်ရွေးကောက်ပွဲကိုဝင်ပြိုင်ကြဖို့ပါတီမှပုံတင်ထားတဲ့နိုင်ငံရေးပါတီ54ပါတီရှိပြီးမှပုံတင်ခွင့်ပြုဖို့ထပ်မံလျှောက်ထားတဲ့နိုင်ငံရေးပါတီ28ပါတီရှိပါတယ်တိုင်းနာတော်လိုက်အဖွဲ့အစည်းတွေနဲ့ဆရာနာသိမှုကိုစန့်ကျင်တော်လှန်နေတဲ့နိုင်ငံရေးအင်အားစုအားလုံးကတော့ အနာသိစကောက်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာစကောင်စီက ARD တိုင်းမှာမင်းစင်းကောက်ယူတဲ့နေရာမှာကုညီဖို့အတွက်စကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေကိုစတင်စင်းကောက်ယူနေတယ်လို့ပညာရေးဝန်ထမ်းတွေကပြောပါတယ် ရွေးကောက်ပွဲကျင်းပဖို့ရွေးကောက်ပွဲရဲ့လုံငယ်မှာပါဝင်လုံဆောင်ပေးဖို့ဆိုကစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့တွေကစစ်ကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေရဲ့အမိတွေကိုစာတင်ကြောင်းတကြောင်းနှစ်ယောက်လုံးနဲ့ဇွန်လ၂ရက်နေ့ကနေစတင်စီရင်ကောက်ယူနေတယ်လို့ဆိုပါတယ်လာမယ့်2026ခုနှစ်အစမှာရွေးကောက်ပွဲလုပ်တော့မှာဖြစ်တဲ့အတွက်တတိုင်းလုံးမှာထွေအုပ်ကစည်ရည်တွေနဲ့အုပ်ကြီးတွေကစည်ရင်ကောက်ယူပေးရတယ်လို့ပသိင်ကပညာရေးဝန်ထမ်းတယောက်ကပြောပါတယ် စစ်ကောင်စီကရွေးကောက်ပွဲမင်းစင်ကောက်ယူဖို့အတွက်အထက်တန်းပြအလီတန်းပြနဲ့မူလာတန်းပြပညာရေးဝန်ထမ်းတွေကိုဆင်ရေးယူရမှာစစ်တပ်ထောက်ခံသူနဲ့စစ်ခရဲပါတီဝင်ပညာရေးဝန်ထမ်းတွေကိုသာအဓိကထားဆင်ရေးကောက်နေလို့ပညာရေးဝန်ထမ်းတွေကတဆင့်တရားဝါရရှင်။ KAU ကရဲ့အမျိုးသားအစီအယုံဟာကရင်ပြည်နယ်မှာဒီမကပဲမြမပြည်နေရာမရွေးမှာဆီအာနာရှင်ကိုတိုက်ထုတ်တော်မှာဖြစ်တယ်လို့ KAU ခေါင်းဆောင်တူကပြောပါတယ်။မောက်တူသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါကရင်ကချင်းချင်းစတဲ့တိုင်းသားလဲနဲ့ကိုင်တက်တီဟာကိုပြည်နယ်လူမျိုးရေးအတွက်တော့ကိုပဲတိုက်ပွဲဝင်နေကြတာလို့ဝေဖန်နေကြချိန်မှာပဲ ကင်ယူကိမြို့သားစီယုံဘက်ကအခုလိုပြောလိုက်တာပါကင်ပြည်သားမကဘူးပဲကျွန်တော်တို့မူဝါဒအရကျွန်တော်တို့အမျိုးသားအလုံးလူမျိုးရေးအတွက်ဆိုရင်တော့ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်ဘယ်နေရာဖြစ်ကျွန်တော်တို့တိုက်ထုတ်ရမှာဒီဆက်လာရှိစနေအဲရောင်လို့ကင်ပြည်ထဲမှာလည်းမကဘူးကျွန်တော်တတ်တယ်လေပြီးကြတဲ့ဒီဂိုးတိုင်းထဲမှာနော်အထူးဖြင့်ဒီဟာတက်မှတက်တက်မှသုံးလို့ဖြစ်မှာဒါကလည်းဆက်ဆက်ပြီးတော့တောင်ဝန်ဒေသနဲ့နီးတဲ့ဒီပြုံးနာနေဇာနဲ့နီးတဲ့ဒေသဒီကျွန်တော် အဲ့ဒီဒေသဒီတိတ်နေတာပဲလေဒီကီယံပြည်မမဟုတ်ဘူးအခုဒီဗမာဆိုရဆင်းဆဲအတတ်မှတ်ထားတဲ့ဒီကီယံပြည်ဆိုရပွတ်ပွတ်ကွက်ကွက်လေးပါကျွန်တော်တို့အတွက်အတားလူနည်းစုလောက်ပဲရှိတာကျွန်တော်တို့ကီယံလူမျိုးကဒီပြည်နယ်ဆိုတဲ့အနေအထားဒီသအပြင်ဘက်မှာအများစုနေကြတာအဲအကြောင်းမို့ကျွန်တော်တို့လောက်ရရှိတာကိုဆက်လုပ်ပါမယ်ကျွန်တော်တို့အခြားမျိုးရတဲ့ net level ပြီးတော့ဒီ session စနစ်ကိုပြုတ်အစောပိုင်းတိုင်အောင်ကျွန်တော်ဆက်ပြီးတော့တိုက်ထုတ်ပါမယ်အဲ့ဒါတော့ကျွန်တော်တို့ရညွန်မှန်းချက်ပဲ KNU ဟာမြို့ကြီးတွေကိုမသိမ်းသေးပေမဲ့နေရက်ကွန်တွေရေးချက်ချာကြတဲ့ ထိုင်းမြန်မာနယ်စပ်တလျှောက်ကစစ်ကောင်စီစခန်းတွေကိုဗျူဟာမြောက်သိမ်းပိုက်ထားပြီလို့ဆိုပါတယ်တိတ်ပြောနေရဆိုမှအချိန်ကရောက်လာတော့တတ်မှာကွာထလုပ်လိုက်တော့ကွာလို့ကွိနေကွိနေဝုံနေဝုံနေတလုံးကြီးတလုံးတလုံးလုံးလုံးကွာကိုပျော်နေတာပဲအခုဆိုတော့တိတ်တော့မကြင်တော့ဘူးနေစားရောမှာအထူးသဖြင့်ကျွန်တော်တို့ရဲ့နေစားရောမှာထိုင်းနဲ့ဆက်ဆက်နေတဲ့ဟိုတတ်မှာငါဆိုပြောင်းပြီးရှင်းပြီးအခုကတတ်မှာခုန်လဲကုန်တော့နဲ့လေးကကျန်တတ်မှာ၆ဆိုဘယူကတစ်ခုစားတော့ပဲကျန်တော့တယ်အဲ့ဒီနေစားမှာတတ်မှာလေးနဲ့ထိထိထိထားဆိုပြုတ်ခွက်ကုန်ဆိုတော့ ကျွန်တော်တို့အရှိလျားဆုံးဖြစ်တဲ့နေဇာမြင်းကြောင်ထိုင်းနိုင်ငံနဲ့ဆက်စပ်နေတဲ့ဟိုဂရင်းနေဇာအဲ့ဒီတမန်၅ဆက်ပြီးတော့ဟိုတမန်လေးအဆုံးထိအဲ့လောက်ကီလိုမီတာရာပေါင်းထောင်နဲ့ထိတဲ့နေရာတွေကကျွန်တော်အကုန်လွှမ်းမိုးနိုင်တော့ဆိုတာဒါကကျွန်တော်တို့ရဲ့အောင်ပွဲလေးပြ။အဲ့ကဒါတကယ်ကုံမွေးစခန်းကြီးတွေမြောက်ပြီးမဲဆောက်ကုံမွေးစခန်းကြီးတွေနောက်တော့အခုထိခိနေဇာကုံမွေးစခန်းကြီးတွေကတကယ်အရေးပါတဲ့နေရာဖြစ်တယ်။မြို့ကြီးတစ်မြို့ဆိုတော့သုံးနေတယ်၊သိနေတယ်နေထားနေတူတွေပြ။ဘာဖြစ်လဲဆိုတော့အင်မတန်မှပဲ ဖြစ်တယ်လမ်းတုတ်ဖို့အတွက်တကယ်ကိုအရေးပါတယ်အနေအထားကိုကျွန်တော်ရရှိသွားပြီလို့ပြောလို့ရပါဗျာအလစ်စကားကနယ်လစ်စကားအလစ်စကားလောက်ပွန်လဲလီဒီအစားလမ်းကိုသူပြန်ပြီးတော့ထိန်းချုပ်နိုင်ပြီဒီခုနကတော့ပြောမြောက်ဒီကိုပြန်ထိုးဖောက်နိုင်ပြီဆိုရင်မြောက်ဒီမှာကျွန်တော်တို့ဒါ တစ်ချက်အိမ်ကြီးချင်းနဲ့သူတို့စကားပြောပြီးတော့မှသူတို့လှုပ်လှုပ်လှလှုပ်လို့ရမယ်။နေ့အချက်ဒီလမ်းကိုသူတို့ပြန်အသုံးပြုနိုင်ပြီဆိုရင်ခုနတော့ပြောသူတို့ရဲ့ဒီတက်တက်စစ်တက်အတွက်ကိုအများကြီးဒီမွေးကြီးတွေအထောက်ကူပြုလာပြုနိုင်တယ်။ဒါကြောင့်သူတို့လည်းကောင်းကောင်းသိရတယ်။ဒါကြောင့်သူတို့ကလည်းဒီလမ်းနဲ့ပတ်သက်ပြီးတော့အသေးအတန်နင်းနင်းညံ့ညံ့ထိုးစစ်ဆင်နေတယ်။ကျွန်တော်ပြောတိုက်ပွဲပေါင်း200ကျော်ဆိုတဲ့ပမာဏကနည်းတဲ့ပမာဏမဟုတ်ဘူး။ ဒါပေမဲ့တို့ဒီလောက်ထိလှုပ်တယ်လှုပ်ခဲ့တယ်ဆိုပေမဲ့ခုနကကျွန်တော်တို့ကခုနကပြောပြောတဲ့စိတ်ပိုင်းဆိုင်ရာစိတ်သက်ဆိုင်ရာကျွန်တော်တို့ကလုံးဝဒီဟာကိုအဆုံးမပေးဘူးငါတို့တည်တည်ပေးစင်ငါတို့ရအောင်ခုခံမယ်ရအောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့တိုက်ကြတဲ့အပေါ်မှာတို့တို့ဒီဒီကနေ့ဒီကချိန်တိမတက်နိုင်ဘူးမတက်နိုင်တဲ့အပေါ်မှာခုနကထိုးစေးကနေကျွန်တော်ပြောသလိုပဲအစရဲကြောင့်ပြောတာအခုတို့ခံစစ်ပြန်ဖြစ်သွားပြီ KNU ကမျိုးသားစီယုံလက်နက်ကင်တက် KNL နဲ့ PDF ပူအောင်တက်တီဟာအခုနောက်ဆုံးနာမည်ကျော်ဒီဘောဘုတ်စကန်ကိုတင်ပိုက်လိုက်ပါပြီ ဒါအပြင်ကင်ယူဌာနချုပ်ဟောင်းမနာပလော့ကိုလည်းပြန်လည်သိမ့်ပိုင်နိုင်ခဲ့သလိုပဲခူးတိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ဒီမှာလည်းတိုက်ပွဲတွေဆင်နွှဲနေကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ Oh, 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 oh. က်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ီးယားနိုင်ငံရဲ့ Liberty Democratic Party ကသမ္မတအသစ်ဦးဂျင်းမြောက်ကိုသမ္မတအဖြစ်ရွေးကောက်တင်မြောက်ခံရကြောင်းအမျိုးသားရွေးကောက်ပွဲကော်မရှင်ကဇွန်လ၄ရက်နေ့ဗိုလ်တော်ဦးနဲ့မေးရှိတွေ့မှုမှာပြသခဲ့ပါတယ်။၎င်းကြော်ပြီးချိန်စန္ဒမေးပါ64ဒသမ၄ရာခိုင်နှုန်းထက်မှာဦးဂျင်းမြောက်က58ဒသမ8ရာခိုင်နှုန်းရရှိခဲ့ပြီးသူ့ရဲ့အဓိကပြိုင်ဖက်ဖြစ်တဲ့ကိုစာဗစ်တစ်ပြည်သူအာဏာပါတီရဲ့အဓိကပြိုင်ဖက်ကမိုးစုက62ရာခိုင်နှုန်းရရှိခဲ့တယ်လို့အမျိုးသားရွေးကောက်ပွဲကော်မရှင်အချက်အလက်အရ သိရပါတယ်။မရေတွက်ရသေးတဲ့မဲတွေအလုံးကုမုံစူးစီကိုရောက်တော့ရှင်တော့အီဂျေမြောင်ကသာဒီရွှေကောက်ပွဲမှာအနိုင်ရရှိမှာဖြစ်ပြီးသူ့ရဲ့အောင်နိုင်မှုကိုအတည်ပြုခဲ့ပါတယ်။အီဂျေမြောင်ဟာတိုင်းပြည်ကိုစစ်အာဏာထိန်းချုပ်ရဲ့ကြိုးပမ်းမှုကြောင့်ချွေရင်လူနှိပါဖြစ်တော့တဲ့အခြေအနေခါနဲ့ပြန်လည်ထူထောင်မှာဖြစ်ပြီးနိုင်ငံဖြစ်တည်မှုကိုတော့ချိန်ချောက်နေတဲ့ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးဝါဒကဖိအားပေးနေတဲ့စီးပွားရေးကိုပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်မယ်လို့ဇွန်လ၄ရက်အပုဒ်ဟူးနေ့မှာကတိပြုခဲ့ပါတယ်ရှင်။ ပင်လေရေထဲမှာနိုင်ပိုင်းအတွင်ပျော်ဝင်ပျက်စီးနိုင်တဲ့ပလတ်စတစ်တမျိုးကိုဂျပန်နိုင်ငံကသုရေသနပညာရှင်တွေကဖန်တီးလိုက်နိုင်ပြီဖြစ်ပါတယ်။အခုတွေ့ရှိမှုကြောင့်ခစ်သည့်ဘဲဆိုတစ်ခုဖြစ်တဲ့သမုဒ္ဒရာတွေညဉ့်ညမ်းတာတော်ရတရိတ်ဆန်တွေရေသရဝတွေဘေးဖြစ်တာတွေရဲ့အဓိကတရံခံတအူးဖြစ်တဲ့ပလတ်စတစ်ရဲ့အနာဂတ်ကိုပြောင်းလဲနိုင်ဖို့မျှော်လင့်နေကြပါတယ်။ တိတ်ပဲပညာရှင်တွေဟာဇီဝတ်သဘောအတိုင်းပျက်စီးနိုင်တဲ့ plastic တမျိုးကိုစမ်းသပ်နေခဲ့တာကြားပြီးဖြစ်ပါတယ်။ဒါပေမဲ့အခု Regan Center for Emergent Matter Science နဲ့ Tokyo တက္ကသိုလ်ကပညာရှင်တွေထုတ်လုပ်လိုက်တဲ့ပစ္စည်းတစ်ကတော့ပိုပြီးလျင်မြဲသောပြိုကွဲပျက်စီးနိုင်တယ်လို့ဘာမှမကျဉ်းကျပ်ပဲပျက်စီးသွားနိုင်တယ်လို့သိရပါတယ်။တူကြုံမျိုးအနေဟော်ကိုမျိုးကတက်ခွေခန်းတစ်ခုမှာစငယ်ရေဘူးထဲမှာပလတ်စတစ်အစားဟာတနာရီလောက်အတွင်းပျောက်ကွယ်သွားမှုကိုပညာရှင်တွေကသရုပ်ပြခဲ့ပါတယ် ဒီ plastic အမျိုးအစားတစ်ကိုစီးပွားဖြစ်ထုတ်လုပ်ဖို့အသေးစိတ်အစီအစဉ်တော့မထုတ်ပြန်သေးပါဘူး။ဒါပေမဲ့ကုံထုတ်ပုံမှန်ခန္ဓာအပါအဝင်လုပ်ငန်းနေပင်အများပြားကစိတ်ဝင်စားနေကြရဲ့လို့သုတေသနအဖွဲ့ကထုတ်ပြန်ထားပါရဲ့ရှင်။ဆလဘီအာကစားတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ မြင့်ဆုံးအဆင့်မှာဆက်လက်ကစားခြင်းလို့ဆော်ဒီကလက်အဟီလာအတင်းရဲ့ကံလန်ချက်ကိုလက်မခံခဲ့တာဖြစ်ကြောင်းမယ်ယူကွင်းလယ်လူဖာနယ်ဒက်စ်ကရှင်းလင်းတော်ပါပေါ်တူဂီခွင်လေလူကိုအဟီလာအတင်းကတပတ်လောက်ခပေါက်9သိန်းခန့်အထိပေးချေပြီး၃နှစ်စာချုပ်နဲ့ကံလန်ခဲ့ပေမယ့်ဖာနယ်ဒက်စ်ကလက်မခံခဲ့တာပါ။ အဲဒီလာမှာအသိန်းပေါ်ကက်ဆယ်လို့လည်းရှိနေလို့အသိန်းပြောက်ဖို့လွယ်ကူပေမယ့်အမြင့်ဆုံးအဆင့်မှာဆက်ရှိပြီးပြိုင်ပွဲကြီးရဲ့ကစားချင်တာကြောင့်အသိန်းပြောက်ရွှေ့ဖို့စိတ်ကူးမရှိသေးကြောင်း Panel Desk ကပြောပါရယ်မိမိကိုခေါ်ယူဖို့နိုခဲ့တဲ့တလားလောက်ကလေးကအဲဒီလာအသိန်းဥက္ကဋ္ဌကိုတိုင်းဆက်သွယ်လာခဲ့ပြီးမိသားစုနဲ့တိုင်ပင်ခဲ့သလို United အသိန်းနဲ့နှင်းပြအမိုရီတိုကလည်းအသိန်းမပြောက်ဖို့တိုက်တွန်းခဲ့တာကြောင့်အဲဒီလာရဲ့ကံလန်ချက်ကိုလက်မခံခဲ့တာဖြစ်ကြောင်း Bruno Panel Desk ကပြောတော့ပါရဲ့ရှင် ဒီပပီရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုထားရရှုစားခေရတာပါည၈နာရီမှာလဲထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျမကီခိုင်ပါကျေးဇူးတင်ပါတယ်ရှင်